ဆောင်းတွင်းဆိုရွှေလင်းတို့ဘက်မှာအရန်ပေါ်တဲ့ပစုံစိတ်လေးဒီနေ့ချက်စားပါမယ်ရှင်ဒီနေ့အိယာစောစောနိုးနေရတဲ့အမေကဟင်းချက်ဖို့ပြင်ဆင်နေရအမေကိုချက်ကူမယ်ဆိုပြီးတော့မိဖို့ကြောင့်နေမှာဝင်းရှုပ်ပါမယ်အမေကချင်းအိုးတည်ထားရတဲ့တည်ထားပြီးသားဖြစ်နေတော့ရွှေလင်းကဘိုင်းချက်မှာလဲဆိုတော့ပစုံစိတ်ချက်ပါမယ်ချင်းအိုးကိုအလဲကောင်နေရာမှာပြောင်းပြီးတော့မီးရပူအဓိကရတဲ့နေရာမှာဟင်းစာချက်ပါမယ်ရှင်အိမ်မှာလေးစစ်မီလည်းရှိရဲဒါပေမဲ့ထင်းမီနဲ့ချက်တဲ့ဟင်းကိုရွှေလင်းကပူကြိုက်တယ်ထင်းမီနဲ့ပဲချက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်အရန်နဲ့လီထားတဲ့ခင်းရင်ဒီချက်တော့ချင်းနေ ီထည့်ပါမယ်ရှင်။အရာလောက်အောင်လို့စနင်းမုံတွေအများကြီးထည့်ပါမယ်။အရာသာအတွက်ကစောင်းနဲ့အချိုမုံမင်းထည့်ပါမယ်။စောင်းနှင်းဆိုလို့ရှိရင်ရွှေလင်းကအေးရောတော့မကြိုက်ဘူး။ဒါပေမဲ့စောင်းနှင်းမှာနေရောင်ခြည်နုနုလေးကိုနေပူစာလုံရတာတော့ကြိုက်ပါရဲ့ရှင်။ပစုံစိတ်တေးသေးလေးချက်ဖို့အနစ်ချက်ထားတာကအနစ်တွေမကြည့်သေးဘူးမို့ရွှေလင်းကနောက်ထပ်ဟင်းတစ်မျိုးချက်ဖို့ပြင်ဆင်ပါမယ်ရှင်။နောက်ထပ်ဟင်းကဘာချက်မှာလဲဆိုတော့စောင်းနှင်းမှာပဲစားရတဲ့ပဲမြတားသီးလေးကိုကြော်ပါမယ်။ပဲမြတားသီးကနည်းနည်းနဲနေရတဲ့ပဲတောင်ရှိလေးအိမ်မှာရှိနေရတဲ့ပဲတောင်ရှိလေးနဲ့ရောပြီးတော့ကြော်ပါမယ်ရှင်။ရွှေလေ င်ဟင်းချက်လို့ရှိရင်ခင်းညင်သီးချက်တုံတွေအများကြီးထဲလို့ရအိမ်မလူတွေအများကြီးဆိုတော့အနစ်များများနဲ့ချက်မှာအဆင်ပြေတာပါရှင်အဲအကြောင်းမလို့အနစ်တွေအများကြီးထဲတာပါရှင်နောက်ပြီးရွှေလင်းတို့အိမ်ကအနစ်များများနဲ့စားရတာကိုကြိုက်လို့ပါရှင်ချက်ထားတဲ့ခင်းညင်သီးချက်တုံအနစ်တွေကြည်သွားပြီဆိုလို့ရှိရင်ပစုံစိတ်လေးထဲပါမယ်ကောင်းတရားသားကိုစာရင်မင်းဖြစ်တယ်တဲ့မင်းတော့မဖြစ်ချင်ဘူးဘယင်မပဲဖြစ်ချင်တယ်ပ စတာပါနောက်တာပါအတီးပြောတာပါဗျာပဇွန်စိတ်တွေကအချိုလေးတွေထွက်လာအောင်ချက်ထားတဲ့အနှစ်ကလေးပိုပြီးတော့ကြည်သွားအောင်လိုရည်လေးနည်းနည်းချင်းပြီးတော့ထည့်လိုက်ပါမယ်ရှင်ဒါကဘာမုံလဲသိလားရှင်ရွှေလင်းတို့ဘက်မှာရောစောင်းနှင်းမှာဆိုအရန်ပေါ်တဲ့မုံလကွေဖြစ်ပါတယ်မုံလကွေဖြစ်ပါလိမ့်ရှင်မုံလကွေဆိုတာကစီစမ်းပြီးစားရင်လည်းကောင်းတယ်တုပ်စားရင်လည်းကောင်းတယ်ရွှေလင်းရာဒီမနဲ့တုပ်ပြီးတော့စားပါမယ်မုံလကွေတုပ်ဖို့ဘာလိုအပ်လဲဆိုဘာမှထူးထူးထူးမလိုအပ်ဘူးအိမ်မှာရှိရင်လည်းပဲတုပ်စားလို့ရ ခန်းငင်ဒီထဲမှာကြက်တုံထဲမှာစားထဲမှာခြုံမုံထဲမှာနာနာမင်ထဲရင်ပူကောင်းတယ်နှမ်းစီလေးနေနေထဲမှာနာနာမင်နဲ့အရန်လိုက်တယ်ဒါမဲ့ဒီနေ့ရွှေလင်းတို့အိမ်မှာနာနာမင်မရှိလို့ဒီတိုင်းလေးပဲတုပ်စားလဲပါမယ်ရှင်စောစောထားရဲ့ငတ်အစာငတ်ဆိုသလိုပဲရွှေလင်းကတော်တော်လေးဗိုက်စားနေရဒီနေ့မနဲ့စောစောထားလာပြီးတော့အဲအကြောင်းမလို့ဘာရှိလဲဆိုတော့အိမ်မှာမုံလူကြီးရှိရတယ်မုံလူကြီးလေးတုပ်စားလိုက်ပါအောင်မယ်ရှင်ရွှေလင်းတို့ဘာမှလဖေးဆိုင်နေရှမ်းဆိုင်နေမုံဆိုင်နေတော့ရှိရဲဒါမဲ့ရွှေလင်းကမနဲ့ဆိုလို့ရှင်ထမင်းတောတူမို့လို့လားမသိဘူးထ မင်းမဲစားချင်တာထမင်းမဲစားရပါတယ်ရှင်တခြားမုံတွေစားရလားဆိုတော့စားရတယ်ဒါမဲ့မနဲ့ဆိုထမင်းစားရတာကိုပူကြိုက်ပါတယ်ရှင်အဲ့ဒါတော့ငငယ်ကနေအမေကထမင်းစားရအကျင်လုတ်ပေးခဲ့လို့လားမသိဘူးအမေကရွှေလင်းတို့ငငယ်လေး6လကနေကထမင်းစားကျွေးခဲ့တာဆိုတော့ထမင်းကိုကြိုက်တယ်အယိုးမာတယ်တုံတုံဆိုရွှေလင်းကဒူဘီတံမေခံတယ်အားရှိခြင်းမုံတွေလျှော့စားပြီးထမင်းများများစားကြပါရှင် ရှီလင်းတို့စီမှာမြို့ပေါ်လိုမျိုး city map တွေလည်းမရှိဘူးဈေးဝယ်ခြင်းတွေဆိုလို့ရှိရင်ဈေးဆိုင်ကြီးကြီးတွေလည်းမရှိဘူးဈေးကလည်းမြို့ပေါ်ရီလိုမျိုးနေတိုင်းခင်းတဲ့ဈေးမရှိဘူး900တဈေးပဲရှိရဲအဲ့တော့ဈာရက်တွေဆိုလို့ရှိရင်ဒီလိုမျိုးဆိုင်ကလေးနဲ့လာရောက်တဲ့အသေးလေးဈေးကနေနဲ့ဝယ်ရတာပါရှိချင်းထဲမှာထည့်ဖို့ဟင်းညံ့ရွက်ဝယ်မဲမို့ဝယ်မဲစားကျင်နဲ့မုံထုပ်လေးတွေဝယ်ပါမယ်ရှင်ဒီမုံကရွှေလင်းတို့မုံတောင်းပွဲဆိုရှင်ထုတ်တဲ့ဂျိုးတုံးနဲ့ခက်ဆင်ဆင်ပဲကောင်းညင်းဆန်ရဲသူကမြည်ပဲတော့မဟုတ်ကလပဲနဲ့ထုတ်တာတော်တော်စားလူကောင်းနဲ့ မုံတောင်ဘွယ်အလွမ်းပြီဂျိုးရုပ်လေးဝယ်စားခဲ့ပါရဲ့ရှင်ကဲကဲဟင်းဆက်ချက်လာအောင်မယ်စားကျင်တာလဲစားပြီးသွားပြီဆိုတော့ဒီဟာကချီဟင်းထဲမှာထည့်ဖို့ဟင်းညံရဲ့ချက်မောင်ဘူးရဲ့ဖြစ်ပါတယ်ရှင်ပစုံစိတ်ချက်ထားရေလေးလည်းခန်းသွားပြီဆိုတော့ရုပ်ဒီစိတ်လေးအုပ်ပြီးသွားရောပစုံစိတ်ချက်လေးကကျက်သွားပါပြီရှင် ဒီမီးဘိုရဲ့တံပြားလူမေးများလုံးလို့တံပြားအရှင်ပါရှင်ဖြုတ်လို့တက်လို့ရရဲဒါပေမဲ့မဖြုတ်ပါဘူးပစုံစိတ်ချက်ထားကြက်သွားပြီးဆိုနောက်ထပ်ဟင်းတစ်မျိုးဆက်ချက်ပါမယ်ဇောနာဂါစီထားတယ်ပဲမြတားလီနဲ့ပဲတောင်းရှိကြော်ပါမယ်အရင်ဆုံးစီပူလာပြီးဆိုခင်းညင်ဒီကြက်သွန်ထည့်မယ်အယောင်လောင်လို့ဆနွေးမုံထည့်မယ်ဆနွေးကြက်သွားပြီးဆိုခင်းညင်ဒီကြက်သွန်လေးကိုချီပါမယ်ချီပြီးသွားပြီးဆိုလို့ရှိရင်စီးထားတယ်ပဲမြတားလီနဲ့ပဲတောင်းရှိလေးထည့်ပြီးကြော်ပါမယ်ရှင်အရသာအတွက်ကအချိုးမုံထည့်ပါမယ်စားနေနေထည့်ပါမယ်ပဲမြတားဒီဟာငံပြားရီပြောလို့ဘာလို့နဲ့လိုက်တာဆို ော့ငံပြားရီတော့မဖြော်တော့ဘူးငံပြားရီလေးနည်းနည်းထည့်လိုက်ပါမယ်ရှင်ပဲမြတာသေးလေးကြော်ထားရုံမှာချင်းဟင်းကိုလုံးထားလေးရသွားပြီဆိုတော့ဟင်းညံရဲ့ချမောင်မှုလေးတွေရဲ့ထည့်ပါမယ်ဟင်းညံကလူနဲ့တဲ့ပါတယ်ရှင်အဲ့အားကြောင့်မလို့ချင်းချက်တဲ့အခါမှာထည့်ပြီးတော့သုံးတာပါရှင် အလူတစ်ခုနေ့စဉ်ပြူစွန်းညင်ခူးလိုက်ပါအောင်မယ်။အိုးဖျားဖျားပဇွန်စိတ်ချက်လေးခတ်ပါမယ်။နောက်ပြီးတော့စွန်းသမင်းခူးပါမယ်ရှင်။စွန်းကြိုင်ဟာသုံးစင်းကြိုင်ဆိုတော့နောက်ထပ်ဟင်းကပဲမြတ်သားတိကျော်ပဲထည့်ပေးပါမယ်။ပဲမြတ်သားတိကျော်ကမကြက်သေးတော့ရွှေလင်းကမီးများများမြန်မြန်ထိုးပြီးတော့9မိနစ်10မိနစ်လောက်နေတဲ့အချိန်မှာပဲမြတ်သားတိကျော်ကကြက်သွားပါပြီရှင်။အိုးဖျားဖျားစွန်းခူးလိုက်ပါအောင်မယ်ရှင်။ရွာဦးဖုံးကြီးကရွှေလင်းတို့အိမ်ဟာစွန်းကြိုင်ဆိုလို့ရှင်အဓိကထားဖုံးပေးပြတဲ့ဆိုတော့ရွှေလင်းတို့ကဂယုတစိုက်လောက်ပေးပြပါရဲ့ရှင်။ ချင်းဦးတို့နဲ့မနဲ့ကနေအလုံးရှုပ်များအလဲကောင်ဦးပြောင်းလိုက်ဘေးဆုံးဦးပြောင်းလိုက်နဲ့အရွက်တွေအကုန်လုံးထားရသွားပြီဆိုတော့ရေလေးထပ်ပြစ်လိုက်ပါဦးမယ်ရှင် ဆောင်းနကဆိုင်ငယ်နဲ့လာရောက်တဲ့အသေးစီကပွဲထားတဲ့မှုလေးကြီးချက်ပါမယ်။ဟောပြောပါရဲဒီချင်းဦးတို့နဲ့လှုပ်ရှုံနေတာတောင်ဘက်ပြောင်းလိုက်မြောက်ဘက်ပြောင်းလိုက်နဲ့မှုချက်ဖို့အတွက်စီနေနေထဲမယ်ခန်းကျင်ပြီးကြက်တုံထဲမယ်အယောင်လောက်အောင်လို့ဆနှင်းမှုလေးနေနေထဲမယ်လုံးပြီးသွားပြီဆိုလို့ရှိရင်ရေလေးနေနေထဲပြီးတော့မှုနဲ့ကစုံရက်တွေထဲပါမယ်ကစုံရက်ကအမေရပြီးမှထဲလို့ပြောတာရွှေလင်းကမေ့ပြီးတော့အကုန်လုံးရောထဲလိုက်မိပါတယ်ရှင်အရာသာအတွက်ကစားနေချုံမုံထဲအနက်လေးနေနေမှုရအောင်လုံးငံပြားလေးနေနေပောက်ထားပါတယ်ရှင်ရေလေးနေနေထဲပြီးတော့အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါအောင် ယ်အမေကလည်းရွှေလင်းနဲ့အပြိုင်လျက်စစ်တင်နေနဲ့ကုန်းမောင်ကြောကြောနေရပါရှင်တကိုင်းနဲ့ငါတကိုင်းနဲ့နားတဲ့ငါကလေးတွေတိတ်ပျော်မှာပဲလीပျော်မှာပို့ပျော်မှာပို့ချစ်သူနေပဲလीချက်ထားလေးစူလာပြီးဆိုပင်စိန်ခတ်မယ်ငရုတ်ဒီစိန်ခတ်မယ်အဲ့ဆိုလို့ရှင်မွင်းလေးကရတော့ပါပြီရှင်ဒီမိုဟင်းကရှင်လင်းတို့အိမ်စားဖို့မဟုတ်ပါဘူးရှင်ငငယ်တော့စာသင်ပေးခဲ့တဲ့ဆရာမတို့အိမ်အတွက်ပါရှင် ကဲချင်းရင်းလေးလေးချက်ပြီးဆိုတော့ဒီနေ့တော့ဟင်းကအကုန်ချက်သွားပါပြီရှင်ဒါကဘသူတွက်လဲဆိုတော့ရွှေလင်းတို့ရဲ့ family တောက်တာတော့ပါရှင်တော့ပုတ်ခမ်းလိုက်ပါဦးမယ်ဒီနေ့အတွက်ရွှေလင်းချက်ထားတာပစုံစိတ်ချက်ရဲ့ပဲ့မြက်သားဒီကျော်ရဲ့ချင်းရင်းရဲ့ပါရှင်နေ့လေကြတော့ထမင်းစားတာစားပြောင်းမလို့ပဲရွှေလင်းကအလုံးရှုပ်ရှုပ်နဲ့စားရတာဆိုတော့မရိုက်လိုက်ရလို့ပါရှင်အရန်ကိုဟင်းတွဲလိုက်ဖက်ပြီးတော့အရန်စားလို့ကောင်းတော့နေ့တနေ့ပါရှင်ရွှေလင်းချက်တဲ့ပဲဟင်းသီးမြဲစားခြင်းလဲရှင်